ောမလဲပြောပြစကားမရှိတော့အောင်လဲသူတို့ဖြစ်တယ်နောက်တော့ကိုနဲ့တွေ့ရင်တော့မှပဲသူကပဲရှောင်ကြကြတယ်မတွေ့ကြတော့ဘောနော်မတွေ့ကြတော့ကအချိန်ရသူတို့ထင်ထားတဲ့လူကဒီလိုဖြစ်လာတော့ကျွန်တော်လည်းပဲကြောင်ပြပါကဲဒီမှာလည်းမနက်နေ့ဘာရှင်လုံခဲ့တဲ့ဒီပေါ့နော်ငါးနှစ်လောက်ပြည်ရမှာစပြီးအားပေးတာရှင်ဟုတ်ဆိုင်နေတော့အများကြီးမှာပေးခဲ့ပါတယ်ရန်ကုန်မှာရှိတဲ့များဆိုင်ကြီးတိုင်းမှာပဲအားပေးခဲ့တယ်ဒါပေမဲ့လက်ကြီးတိုင်းဘုံကမှာမတူတဲ့အချက်ကတော့ quality ပေါ့နော်စိုင်းသား quality ရှားဆိုင်ကျန်နည်းလေးပုံလဲပုံနေမယ်ရောတာလဲစပါလိမ့်မယ်ဒါပေမဲ့ quality မှာဝတ်မယ်ဆိုရင်တော့ lucky တိုင်းပုံပေးတာဖြစ်ပါတယ်ရှင်ဟုတ်ပထမဝယ်တဲ့ပြောတဲ့ခါလေးကတော့လက်စွပ်လေးရဲ့အာ rocket လေးရဲ့တမိုးဝေအောင်လေးနဲ့ဆွချင်တာအဲဒီတော့တော့၄00ရောက်ဖြစ်ပါတယ်ဟုတ်ပါတယ်၄00ကျော်ဖြစ်ပါတယ်အခုကျွန်တော်မကတော့ quality ဘိုင်းမှာဆိုရင်စိတ်မိုင်းကတော့အရင်ကြီးနားမလဲဘူးဆိုပေမဲ့ရှားဆိုင်နေသလိုဖြစ်လာကြောက်ဖို့ခက်တာပြောတာ ုင်းမို့မှာဆိုလို့ရှိရင်အပြုတ်ဆုံးပြုခဲ့တော့ပါတယ်ရှင်။အမသည်ပါတဲ့ခါကမရှိတလို့ပါတယ်။အရင်လည်းပဲကြည့်ပါလိမ့်ရှင်။အခုလည်းဆိုတော့ဘလောက်မယ့်အမကန်ချက်ရှိတဲ့ဆိုင်မဲနေနေရန်လူငါးပါးရှိတဲ့နေအဲ့ဒီချိန်မှာဆိုင်များပိတ်သွားခဲ့နေရှိတော့ဒီစိတ်ဆိုတာရွှေမှုပြေလို့ဖို့တဲ့အတွက်နေရာတိုင်းမှာပြန်ရောက်ရလို့ရအောင်ဘာလို့ဒီဝက်ကြည့်ပေါ်ရပါလိမ့်ရှင်။အဓိကသာသီဝိုင်းလုပ်ငန်းပဲလုပ်လို့ရေရနာတို့ဒါလက်ဝိညာဉ်တို့စုနေတယ် ပါပဲပိန်တန်းကိုဝင်လို့လို့ရှိရင်ဘယ်သူစီမှာနင်းလာနေကြတာမလို့တို့ကိုလက်ဝဲရတာကိုပဲဘာပြန်ရောက်လိုက်တယ်လူမှလည်းမသိတော့ဘူးရှင်အဲတောင်ပါပဲဟုတ်ရွှေကတော့အမြတ်ဆုံးနေမှာပါတော့စေယောဘာကြောင့်ဝတ်ကြလဲဆိုရင်ပတ်သက်ကြည့်လာတဲ့အတိုင်းစားပြရမယ်လုပ်ငန်းပိုင်ခြင်းဖြစ်နေတဲ့လူတွေမှာစိန်သွားမျိုးတွေကတော့ရှင်းသိကိုရှင်းသိမှာလေကိုကိုဝတ်တယ်မှာလေဟုတ်ကဲ့စေယားကြားရဖို့လေးဟုတ်အများကြီးထိန်းသိမ်းနေပါလေဟုတ်ကဲ့စိန်ကိုသူဝတ်ထားတဲ့တံခိုးကိုကြည့်လိုက်တာနဲ့တပီလူပြောက်မှာဒါသူ့ရဲ့ကိုပိုင် ရှိမယ်သူရဲ့ဝင်ငွေထောက်တန်းမှုကြောင့်ဒီစိန်ကိုဝတ်တိုင်လို့တွေကတန်းပြီးတော့မှဗရမအမှတ်ချထားတယ်ပေါ့နော်ဒုတိယလေးနဲ့ဆိုလို့ရှိရင်တော့အော်သူကဒါရွှေထက်ပို့ပြီးတော့မှစိန်ကိုမြန်လို့တယ်စိန်ဆိုတာမျိုးကရွှေထက်ပို့ပြီးတော့မှမမြတ်နိုင်ပေမဲ့သူရဲ့ကုန်သတိပြီးတော့သူရဲ့ငိုးကလက်လာပါဝင်နေတယ်ပေါ့ပြောရရင်တော့ငိုးဝင်နေတယ်ရှင်ရွှေနဲ့ဆိုင်ဟုတ်ကဲ့အဲ့လိုပုံမှန်မရှိပေမဲ့အနည်းဆုံးတော့တစ်ခါဝင်ရရှိဖို့ဖြစ်ပါတယ်ပေါ့ဒါတော့မမှန်တဲ့ပေမဲ့ဒီကရာတော့သူ့ရဲ့လုပ်ငန်းအဆင်ပြေပြီလား က်ထောင်ချီသွားတဲ့လာချီတော့ခါလေးနဲ့အဲရာကနန်းလေးပဲရှိပါတယ်ပြီးတော့သေးရာနေပြီးတော့မှကြီးတာကိုပြန်ပြီးလဲခွတ်တာကိုလည်းရှိပါတယ်ဟုတ်ကဲ့ကိုယ်တိုင်ရဲ့ဒါလက်ဝဲနောင်ပြရတာကိုစုရတာကိုရန်သဘောကျပါတယ်ပြီးတော့အရင်တည်းကအဲကျမတို့ကပတ်စံစီရဲ့တန်းသားလာတာမဟုတ်ပါဘူးလက်ဝဲနာစုပြီးတော့မှအမအမောင်များသွားပြီဆိုလို့ရှိရင်မလုပ်နဲ့ဆိုရင်ရတဲ့ဖက်တလာဆိုတော့အခုချိန်ကြီးစပြတဲ့ပါဟုတ်ကဲ့ပရမတော်တို့ဝန်ထမ်းမှာရှင်းနှစ်ယောက်လုံးဝန်ထမ်းမှာလက်ကုန်ကဝန်ထမ်းမှာတမလည်းကုန်ကဝန်ထမ်းမှာပဲဒါပေမဲ့လက်ဝယ်ရနာလေးကိုစီးရင်းနဲ့မတို့ဒီပိုင်းလုပ်ငန်းတို့ ေးပြီးတော့မှသူလာတယ်။အဲရလာတဲ့အမောင်လေးပါကိုမိုင်လုပ်ငန်းလုပ်ကြရင်တော့အပြင်လာပြီးတော့ကျွန်တော်ရလာတာဖြစ်တယ်။လက်ရှိမှာတော့ဆန်ပွဲရုံရှိပါတယ်ရှင်ပြီးတော့ငါချက်ပွဲရုံရှိပါတယ်။ဒီဝိုင်းမီနီမတ်ထားထားပါတယ်ရှင်။အများကြီးတော့ကြိုးစားခဲ့ရတာပေါ့ပြောမကုန်ဘူးပေါ့နော်။ဒါပေမဲ့အပြင်တိကျပြောရမယ်ဆိုရင်တော့ဒီလက်ဝဲနာစုကောင်းတာနဲ့စိတ်စုတော့ပါလေဒါ90ခိုင်လုံးပတ်မှုပေးပါတယ်။လုပ်ငန်းတစ်ခုလုပ်ပြီးအညံ့ရလာပြီးဆိုရင်ပတ်စံတိုင်းထားရင်မငယ်ဘူးရှင်။လက်ဝဲနာလုပ်တဲ့ချိန်မှာဒါကတော့ မောက်ဒေတာပဲနဲ့ပြတာလေဒါပေမဲ့တကယ်လို့အလို့ခုဖယောင်းထားလိုက်ပြီဆိုရင်အများကြီးဖြစ်လာတယ်ဒါလေးကလည်းတရားပတ်ပုံပေးပါတယ်အယောင်ကတော့အများကြီးဖြစ်လာခဲ့တာဒီဝိုင်းတိုင်းဘဝအစအာတစ်ဖက်မိဘဘဝအစပေါ့နော်ကိုယ့်ရဲ့စနစ်တလေးနဲ့ဒါလေးကတော့မဟုတ်ဘူးဒါလေးကတော့ဘုံတက်နေဆိုပြောမှာအာငါးနှစ်တာကျွဲမှာပေါ့တော်လေးကိုကြိုးစားကြရပါတယ်လက်ရှိမှာလည်းစနစ်တတပဲထူကြပါတယ်အာဥပစာပဲကိုလည်းမလိုက်တယ်အသာတော့ပဲလေအရင်မလိုက်ဘူးပြောပါမယ်ကိုလည်းမလိုက်တော့ဘူးလောက်တာပဲလည်းမလိုက်ပါဘူးအဓိကစွာယုံပဲ ါးလေးကတော့မြက်တယ်ဒါလေးကတော့မဲဒါလေးကတော့စားမယ်ဒီလိုလေးနဲ့သွားနေပါလေရှင်ပုံမှန်လေးပါပဲအဲနောက်တစ်ခုကကျွန်မမှာလက်ရှိထပ်ပြီးတော့သွားနေတဲ့လုပ်ငန်းတွေကိုထပ်တောင်းထားပါတယ်ဒီ product ဆောင်ပါ ေးပါရှိပါတယ်လိုခက်ခဲလည်းဖြစ်လဲဆိုလို့ရှိရင်ပညာရေးပိုင်းဆိုင်ရာမှာလည်းဒါပွဲရတဲ့အထိကိုပွဲယူနေမဲ့သူတော့မရှိခဲ့ဘူးဘလို့လို့တဲ့အချိန်မှာလည်းကိုနာကတကယ်တမ်းမောင်းမိတ်ဆွေအပေါင်းအသင်းတွေမြို့သားတင်းရတာဘာမှမရှိခဲ့ပါဘူးမရှိတော့ဟိုအားငယ်တဲ့အချိန်လည်းရှိခဲ့တယ်။အများကနှိမ်ချတာလည်းပြောတာပေါ့ဒီဒီမိန်းကလေးကပြီးပါလည်းမရှိဘူးမြို့သားတင်းလည်းမရှိဘူးတစ်ချိန်ကြလို့ရှိရင်အဲ့ဒီတော့မှာအဲ့လိုမျိုးရဲ့လူတွေရဲ့အကြည့်မှာထင်တာလာရတော့ငါတနေ့သားလို့ရှိရင်လူတွေရှိမှာ အားကိုးမရှိရှိလုံနိုင်တယ်ဆိုတာလေးကိုပြမယ်ဆိုပြီးပြောသားခဲ့တာပါပြောသားပြီးပြောသားခဲ့ပါမဲခဲ့ပါလို့ရှိရင်ဒီမှာအခါလေးကြောက်လို့ရှိရင်မနေ့မိုးလင်းလေးတိုင်းလောက်လည်းကိုတွေးတော့ပြီးတော့မှဒါလေးကိုမလုံးလဲဒါလေးကိုမလုံးရမယ်ဆိုတာစဉ်းစားပြီးနေရတယ်လည်းရှိတယ်အချင်းနေခင်းမိုင်းညီမဆိုလို့ရှင်လေမမေသူများစားတဲ့အချိန်မှာမနဲ့မမဲခင်အချင်းဒီအောင်နဲ့မမဲသေးပါဘူးရှင်လေကျွန်မပြင်နေခင်းတာမစားရသေးပါဘူးဘယ်လိုမျိုးပါနော်ပဆက်ရမယ်ဆိုလို့ရှင်ကျွန်မဒီမှာတကြဆိုလို့ရှင်ဘာပဲလုပ်လိုက်ရတော့ကအမေ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 အဲ့လိုမျိုးလုပ်ခဲ့ပါဘူးအခုလက်ရှိလည်းကြိုးစားနေပါ ကြဆိုတော့လုပ်ငန်းရှင်ဖြစ်နေတဲ့အချိန်တုန်းကတော့ကျွန်မခုခင်ပြီးတော့လဲရမျိုးတော့မရှိသေးဘူးပေါ့နော်။တက္ကသိုလ်ရုံးလေးနည်းနည်းလေးရှိတာမျိုးရှိတာပေါ့။ဒါပေမဲ့လုပ်ငန်းရှင်မဖြစ်ခင်မှာတာဝန်ဘဝမှာတော့အများကြီးလဲကြခဲ့ပြီးပါတယ်။လဲကြခဲ့ဘူးလားမလဲကြခဲ့ဘူးလဲဆိုရင်လုပ်ငန်းထဲမှာကိုယ်ကိုအမေခိုင်းတဲ့နေရာတွေမှာဖြစ်လာတဲ့အချိန်မှာအလုပ်ကကအလုပ်ထုတ်ခံရတဲ့အချိန်လည်းရှိတယ်။အများကြီးပေါ့နော်။အဲတက်တန်းလာတဲ့ခါကြီးကကျန်းတန်းလာရောအများကြီးရှိခဲ့ပါတော့။ဒီကတော့ င်လင်းပြောရရင်လုံလုံငဲ့ချင်းဖြစ်လာတာဒီအလုံးဖြုတ်လို့ကိုဒီငဲ့ချင်းဖြစ်လာတာပရမတ်ဆိုလို့ရှိရင်တော့သူကတို့ကမပြုတ်ခဲ့ဘူးဆိုရင်ခဏမွားနေပဲသွားပဲဘလို့ပြောမလဲပြောချင်စကားမရှိတော့အောင်လဲသူတို့ဖြစ်တယ်နောက်တစ်ခုကကိုနဲ့တွေ့ရင်တော့မှပဲသူကပဲရှောင်ကြကြတယ်မတွေ့ကြတော့ဘူးပေါ့နော်မတွေ့ကြတော့ဘူးအချိန်ရသူတို့ထင်ထားတဲ့လူကဒီလိုဖြစ်လာတော့ကျိုးစိုးမတဲ့မျက်လုံးထက်သူတို့ကသူတို့ကြောက်ရွံ့နေတဲ့ဘလို့မရှိတိမ်ငယ်နေတဲ့မျက်လုံးတွေပဲတွေ့ရတယ်ဟုတ်ငါသူစကားမပြောရဘူးမပြောလိုက်လို့ရှိရင် ဟာမျိုးတွေပဲတွေ့ရတယ်။ဟိုကတော့ပြုံးပြုံးပါပဲ။ကျမသက်အခုဆိုလို့ရှိရင်30ပြည့်ပါပြီ။ကျမစကြိုးစားခဲ့တဲ့အချိန်ကအသက်24နှစ်ပဲရှိပါသေးတယ်။တော့20ကျော်တဲ့သူတွေရောအသက်30ကျော်တဲ့သူတွေရောအားပေးသနာကငါတက်ဖားဖြစ်သွားလို့ငါဖြစ်နိုင်တော့လို့ဆိုတာမရှိပါဘူး။ကျမအခုချိန်မှာအသက်30ပြည့်တဲ့အချိန်မှာကျမအိမ်ပိုင်ရပိုင်ရှိတယ်၊လုပ်ငန်းရှင်ဖြစ်နေပြီဆိုတာကအရန်ကြိုးစားခဲ့လို့ပါတယ်။ငါဖြစ်ရမယ်ဆိုတဲ့စိတ်ကလေးတစ်ခုတည်းနဲ့ရရအောင်လုပ်ကြည့်ပါလို့အားပေးရတယ်။ဒီကောင်က ော့ جماعه အခုချိန်ကြီးကိုနေကားလိုတက်နေတဲ့ခေါင်းပေါ့။ဘာလို့လဲဆိုတော့အခုချိန်နဲ့ جماعه ပြည်သူပြည်သူဆိုဆိုပေမဲ့ جماعه ထက်မြင်မြန်တဲ့လူတွေက جماعه ကိုကြည့်တဲ့မျိုးလုံးတွေပါ။သူကဒါဘာကြောင့်အဆန်ရှိတယ်ဆိုတဲ့ညမှာသူကပြည်သူကြမသိတဲ့အချိန်မှာနေတဲ့မျိုးတွေရှိမယ်။ပြောတဲ့စကားတွေမှာနားပြားရှိမယ်။အဲ့ဒီအချိန်မှာသူကအဲ့ဒါကိုပဲနင်းပြီးတော့မှတစ်ချိန်သူတို့ကနေရာရောက်အောင်လုပ်မယ်ဆိုတဲ့စိတ်ကလေးပဲ။အားကြေကြပါရဲ့ရှင်။